ဆောင်းလုံရေးဆိုင်ရာလုပ်ငန်းရှင်များအတင်းချုံနှင့်ရုပ်ရှင်ရစီရင်ုံတို့နားလည်မှုစာချုပ်လွှာလက်မှတ်ရေးထိုးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် MCEF နဲ့မြန်မာနိုင်ငံရုပ်ရှင်ရစီရေးရုံးထူအသင်းအဖွဲ့နှစ်ခုအကြားပူးပေါင်းဆောင်ရွက်ဖို့အတွက်နားလည်မှုစာချုပ်လွှာ MOU ကိုမတ်လ၄ရက်နေ့ကလက်မှတ်ရှိထိုးခဲ့တယ်လို့သိရပါတယ်။လက်မှတ်ရှိထိုးပွဲအခမ်းအနားသို့ MCEF ဥက္ကဋ္ဌဥရှိဝင်းနဲ့ဗဟုအလုအမှုဆောင်ကော်မတီဝင်တွေမြန်မာနိုင်ငံရုပ်ရှင်ရစီရေးရုံးဥက္ကဋ္ဌဥကြည်စိုးထွန်းနဲ့အဖွဲ့ဝင်တွေတက်ရောက်ခဲ့ပြီးလက်မှတ်ရှိထိုးရှာမ mà nhà mở nên nghe số lâu gì sai dẫn lâu nghe xem nhà tên châu nè nhà mở nên nghe dấu xe xe dùng thu họ thì bỏ tu nhi mù tông xe nè lắm mà chỉ thu kê ra phía đầy lùi xù ba thế အစိုးပါအချက်၃ချက်မှတသိန်းနှင့်တသိန်းအပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်အတွက်ညီနောင်တပွဲဆက်ဆံရေးထူထောင်ဆောင်ရွက်ကြရန်နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဖွဲ့စည်းကစစ်ဆေးလေလာခြင်းသူတေသနာပြုအပြေရှားခြင်းညှိနှိုင်းခြင်းပူးပေါင်းဆောင်ရွက်မှုမဟာပြူဟာချမှတ်အကောင့်ထဲပေါ်ဆောင်ရွက်ရန်နှင့်ပူးပေါင်းဆောင်ရွက်ရာတွင်ရှိရှိလက်သွဲပူပေါင်းဆောင်ရွက်ရန်တဘောတူညီပြီးမိမိတို့၏အားသာချက်ကိုကိုစီရဆွမ်းကုံအသုံးပြုကအပြန်အလှန်ကူညီခြင်း ခေတ္တနည်းပညာများစီမံအုပ်ချုပ်မှုအတွေ့အကြုံများအပြန်အလှန်နားလည်မှုထောက်ခံမှုပေးခြင်းတို့ဖြစ်ပြီးတသင်းရဲ့အကျိုးစီးပွားကိုတသင်းကလိုလားစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်အကျိုးစီးပွားဖြစ်ထွန်းရရှိစေဖို့ရည်ရွယ်သေးလို့သိရပါတယ်ရှင်။